ကဘာကြီးကိုနခါတောင်ပြပုံဖြစ်စေခဲ့တဲ့စစ်ပွဲကြီးဒီအပြီးမှာနောက်ထပ်ဘလုံးမမဖြစ်စေရဆိုတဲ့ကတိတစ်ခုနဲ့အတူစာရန်တဆောင်ပေါ်လာခဲ့တယ်။အဲ့ဒါကတော့ကိုလာတမရခက်ပဋိညင်းစာရန်ပါပဲ။ကဲဒီစာရန်ကဒီနေ့ကျွန်တော်တို့ကဘာကြီးကိုဘလို့ဖုံဖော်နေလဲ။ဘာရီအရေးပါလဲဆိုတာကိုတစ်ချက်ချင်းချစ်သွားကြရအောင်။ဒီနေ့ဘာရီပြောကြမလဲဆိုတော့အရင်ဆုံးဒီစာရန်ဘာလို့ပေါ်လာရတယ်လဲဆိုတဲ့နောက်ခံသမိုင်းကိုပြန်ကြည့်မယ်။ ီးရင်ကဘာညင်းချိုင်းရဲ့အတွက်ချထားတဲ့စီမင်းတွေအဲ့ဒီစီမင်းတွေကိုအကောင်အထည်ဖော်နေတဲ့အတီကဖွဲ့စည်းတဲ့အထူးသဖြင့်အင်အားကြီးနိုင်ငံတွေကဘလို့ပါဝင်နေလဲနောက်ဆုံးတော့စကားနဲ့ညှိလို့မရတော့ရင်ဘာဆက်သင့်မလဲဆိုတဲ့အထီးအသေးစိတ်ဆွေးနွေးသွားကြမှာပါပထမဆုံးရင်လည်းဒီပတိရင်စာတန်းကိုနားလည်ဖို့ဆိုရင်သူမွေးဖွားလာခဲ့တဲ့အချိန်တွေကိုအရင်သိဖို့လိုပါတယ်။ပြောရရင်တော့အချိန်ကိုနည်းနည်းလေးနှောက်ပြန်တော့ပြီးတော့ပြားပုံတွေကြားကောင်းနေ ဒီစာတန်းဘလို့ပေါ်ပေါက်လာရတယ်လဲဆိုတော့ကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒီစာတန်းရဲ့အဖွင့်စာသာဏီတန်းကသူ့ရဲ့အသက်သွေးကြောပဲဗျာစစ်ပေးတံကနေနန်လာနန်တော်ဒီကိုကဲတင်ဖို့ဆိုတဲ့စကလုံးတွေကအလရေထားတာမဟုတ်ပါဘူးဒါကကဘာစစ်ကြီးနှခရဲ့ကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေကနေရလာတဲ့သွေးနဲ့ရေထားတဲ့ဂတိကိုယ်တစ်ခုလိုပါပဲโอเคအဲ့ဒီလိုခန်းစားချက်ပြင်းပြင်းနဲ့ပေးထားတဲ့ဂတိကဝတ်တွေကိုတကယ်လက်တွေ့အလုပ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ။ အခုဒုတိယအပိုင်းမှာတော့ကုလသမဂ္ဂရဲ့တရားဝင်ရင်မှန်းချက်တဲ့တနည်းပြောရရင်တော့ကဘာကြီးအထွတ်စီးမြင်စာအုပ်ရဲ့အရေးကြီးဆုံးအခန်းတွေကိုကြည့်ကြပါမယ်။ဒီမှာကုလသမဂ္ဂရဲ့အဓိကကြာဝင်ကြီးလေးရဲ့ကိုတွေ့ရမှာပါ။အရေးကြီးဆုံးကတော့ရှင်းပါရဲ့။နိုင်ငံတကာငင်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့ပေါ့။ပြီးတော့နိုင်ငံတွေကြားမှာရန်ထစ်နေမယ့်အစားချစ်ကြည်ရင်းနှီးမှုတွေတိုးပွားအောင်လုပ်ဖို့။တတိယတစ်ခုကတော့စင်ရဲမွဲတွေမှုယောဂဗျာလို့ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကိုတယောက်တည်းမဟုတ်ဘဲအားလုံးစုပေါင်းဖြေရှင်းဖို့ပါနောက်ဆုံးတစ်ခုကတော့ဒီလုပ်ငန်းတွေအားလုံးကိုတနည်းအားဖြင့်ညီညီနွံ့ညွံ့ဖြောင်းညီနိုင်ဆောင်ရွက်ပေးမယ့်ဘ ਹੁ ဌာနတစ်ခုအဖြစ်ယက်တည်ဖို့ပါပဲဒါကတော့ကုလသမဂ္ဂရဲ့အခြေခံအခြေဆုံးငွေတွေထဲကတစ်ခုပါပဲအချုပ်အခြာအာဏာတန်းတူညီမျှမှုဘာကိုပြောတာလဲဆိုတော့အင်အားကြီးနိုင်ငံတနေနိုင်ငံနဲ့တင်းငယ်တဲ့ဂျွားနိုင်ငံလေးတနေနိုင်ငံဥပမာအမေရိကန်နဲ့ဗန်နွာဂျူလိုပေါ့အထွေထွေညီလာခံမှာမဲပေးတဲ့အခါမှာတံပိုးတူတဲ့မဲတမဲစီပဲပိုင်ဆိုင်နေဆိုတဲ့သဘောပါပဲ ဥပဒေရတော့ဘယ်နိုင်ငံကမှပို့ကြီးပို့သေးမရှိဘူးအလုံးကျန်းတူပဲကောင်းပြီရီမန်းချက်တီရှိပြီစီမြင့်နေလည်းရှိပြီဆိုတော့အဲ့ဒါတွေကိုဘယ်သူကတကယ်လုပ်မှာလဲအခုတတိယအပိုင်းမှာတော့ကုလသမဂ္ဂဆိုတဲ့စက်ရံတရားကြီးကလေဘတ်စေတဲ့အဓိကအစီပိုက်ဒီသူ့ရဲ့အဓိကအဖွဲ့အစည်းတွေအကြောင်းကိုပြောပြတော့ပါမယ်ဒီမှာအဓိကအဖွဲ့အစည်းကြီး၆ခုကိုတွေ့ရပါမယ် ဟုတ်ပါတယ်။အားလုံးကိုတော့တခုချင်းစီအသေးစိတ်မပြောတော့ပါဘူး။ဒါပေမဲ့အထွေထွေညီလာခံ လုံခြုံရေးကောင်စီနဲ့အပြည့်ပြည့်ဆိုင်ရာတရားရုံးတို့လိုနမကျော်အဖွဲ့အစည်းတွေပါဝင်နေတာကိုတွေ့နိုင်ပါတယ်။အဖွဲ့အစည်းတခုချင်းစီမှာ သူ့တာဝန်နဲ့သူတည်တံ့ရှိကြပါတယ်။အဲ့ဒီအဖွဲ့အစည်းကြီးတဲကမှလူတွေအတိအများဆုံးအဖွဲ့အစည်းနှစ်ခုကိုအာရုံစိုက်ပြီးကြည့်ကြရအောင်။ဘာလို့လဲဆိုတော့သူတို့နှစ်ခုကြားကအာနာချင်းခွင်လျာကအရန်အရေးကြီးပြီးလူတော်တော်များများအထင်လွဲတတ်ကြလို့ပါပဲ။ ဒီစရာကြီးကိုချိလိုက်ရင်သူတို့နှစ်ခုဘလောက်ကွာလဲဆိုတာရှင်းခွက်ပါလိမ့်မယ်။အထွေထွေညီလာခံမှာနိုင်ငံအလုံးပါဝင်တဲ့အတွက်ကမ္ဘာပါလီမန်ကြီးလို့ဖြစ်နေချိန်မှာလုံခြုံရေးကောင်စီမှာတော့စံမနိုင်ငံပဲရှိပါသေး။ဒါပေမဲ့အီအီကြီးဆုံးကွာခြားချက်ကအာနာမာပါ။ညီလာခံကဆွေးနွေးတယ်အကြံပြုတယ်။ဒါပေမဲ့သူဆုံးဖြတ်ချက်တွေကလိုက်နာဖို့မလိုပါဘူး။လုံခြုံရေးကောင်စီကတော့မတူဘူး။သူတို့ရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံတကာဥပဒေလိုပဲအဖွဲ့ဝင်နိုင်ငံတိုင်းလိုက်နာရမယ့်အစီအောင်မှုရှိပါသေး။ လုံခြုံရေးကောင်စီရဲ့အဖွဲ့ဝင်15နိုင်ငံထဲမှာတော့ဒီ9နိုင်ငံကတော့တကယ်ကိုထူးခြားတဲ့အခွင့်အရေးတခုကိုပိုက်ဆိုင်ထားတယ်။အဲ့ဒါကတော့အားလုံးသိကြတဲ့ veto အာဏာပါပဲ။ဆိုလိုတာကအေးအေးကြီးတဲ့ဆုံးဖြတ်ချက်တခုကိုကြံတဲ့14နိုင်ငံလုံးကထောက်ခံနေရင်တော့ဒီ9နိုင်ငံတွေကတနိုင်ငံက no လို့ပြောလိုက်တာနဲ့အဲ့ဒီဆုံးဖြတ်ချက်ကအတည်မဖြစ်တော့ပါဘူး။ပြတ်သွားပြီ။ဒါဟာကုလားတမကရဲ့အင်အားကြီးဆုံးတစ်ချိန်တည်းမှာပဲအငင်းပွားစရာအကောင်းဆုံးအချက်တွေထဲကတစ်ခုဖြစ်နေတော့ပါပဲ။ကဲ အခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။စကားတွေပြောတယ်၊ညှိနှိုင်းတယ်၊တန်တမာနီးလန်းတွေတုံးတယ်။ဒါတွေအလုံးအလုံးမထိတော့ဘူးဆိုရင်ဘာဆက်လုပ်မလဲ။ငင်းချမ်းရေးကိုထင်သိမ်းဖို့အတွက်ပဋိညင်စာတန်းကျင်းမှာအင်အားသုံးဖို့အထီးခွင့်ပြုထားတဲ့အစီအစဉ်တွေရှိသလား။တစ်ချက်ကြည့်လိုက်ကြရအောင်။နိုင်ငံတက်တဲ့နိုင်ငံကစီမင်းတွေကိုချိုးဖောက်ညံ့ဘာဖြစ်မလဲ။ဒီမေကွန်းကပဲငင်းချမ်းရေးကိုချင်းချောက်လာတဲ့အခါ တိညင်စာတန်းကဘလို့အစင်စင်တုံပြန်မှုပြထန်းထားတယ်လဲဆိုတော့ကိုရှင်းရှင်းလင်းလင်းမြင်ပွားစေမှာပါဒီမှာအစင်စင်အေးယူမှုလေကားထိပ်ထုံးစင်ကိုတွေ့နိုင်ပါတယ်ပထမဆုံးလေကားထိပ်ကတော့ငင်းငင်းချမ်းချမ်းချီရှင်ဖို့ကြိုးစားရမှာမှာဥပမာညိနိုင်ဆွေနှွေတာမျိုးပေါ့အဲ့တော့မှအစင်မတည်ရင်ဒုတိယလေကားထိပ်ကိုတက်မယ်ဒါကတော့စစ်ရေးမပါတဲ့အေးယူမှုတွေဥပမာစီးပွားရေးပိတ်ဆိုတာမျိုးတွေလုပ်နိုင်ပါတယ် အဲ့ဒါတွေအလုံးမအောင်မင်မပဲနောက်ဆုံးလေကားထစ်ကိုတက်ပြီးလုံခြုံရေးကောင်စီရဲ့ခွင့်ပြုချက်နဲ့စီရေးရချားဝင်တာမျိုးကိုလှုပ်ဆောင်နိုင်ပါတယ်ဒီဆုံးဖြတ်ချက်အလုံးကိုချမှတ်ပိုင်ခွင့်ရှိတာကတော့လုံခြုံရေးကောင်စီပဲဖြစ်ပါတယ်ဒီနေ့တော့ကုလသမဂ္ဂပတိညင်စာတမ်းရဲ့ခြေခံနီးရည်မှန်းချက်တွေနဲ့လှုပ်ဆောင်ပုံတွေကိုအချင်းချုပ်လေးနာခဲ့ကြပြီပါပြီဒါပေမဲ့နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးတစ်ခုကိုစဉ်းစားစရာဖြစ်ထားခဲ့ခြင်းပါတယ် 1945ခုနှစ်ကရေးဆွဲခဲ့တဲ့ဒီစာတမ်းဒီပုံစံကစိုက်ဘာတိုက်ခိုက်မှုတွေကမ္ဘာယာတီထုပြောင်းလဲမှုတွေနိုင်ငံမဟုတ်တဲ့ဖွဲ့စည်းတွေရဲ့ချင်းချောက်မှုတွေနဲ့ဖြစ်နေတဲ့၂၇ရာစုအတွက်တကယ်ပဲတင့်တော်နေသေးတယ်လားလုံလောက်တဲ့အဖြစ်တစ်ခုဖြစ်နေသေးတယ်လားဒီမေခွန်းနဲ့ပဲဒီနေ့တို့အဆုံးသက်လိုက်ပါစေ။